အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ပွဲပြီးသုံးသက်ချက်ကနေပြီးပြန်လေပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့ဒီတစ်နေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့ဆုမွန်အောင်တောင်းပေးလိုက်ပါတယ်ကဲအဲလီဗာပူးကဒါကျွန်တော်တို့ပရီးမီးယားလိမှာဒါကျွန်တော်တို့ရှုံးပွဲဆက်နေတဲ့အခြေအခြေအနေကိုလက်ရှိမှာ ပြန်လည်ပြီးတော့မထောင်တက်နိုင်သေးဘူးလို့ဆိုရမယ်တယ်မှာပါပါတယ် လေဘူးတင်တဲ့တက်ရှိဒီနေ့ပွဲစဉ်ရဲ့ရှုံးပွဲကိုတွေ့ခဲ့ပြီးနောက်ပါအာနီစလော့အနေနဲ့ဒါကြောင့်တော်တော်လေးကိုပြုပြင်ပြောင်းလဲရမယ့်နေရာတစ်ခုရောက်လာခဲ့တယ်။လက်ရှိမှာဒါကြောင့်လေဘူးတင်တဲ့အဆင့်1ကနေပြီးတော့ဒါကြောင့်နှစ်ပတ်သုံးပတ်အတွင်းမှာပဲဒါအဆင့်6တိဆင်းသွားခဲ့ပြီးတော့လက်ရှိဂျန်တဲ့အောက်ကသင်္ကြန်နိုင်ခဲ့မယ်ဆိုရင်တော့ပို့ပြီးတော့ဒါကြောင့်လက်ရှိအောက်ကရမှတ်တွေပူဆင်းသွားနိုင်တဲ့နေရာမှာရှိရလို့ပဲပြောရမယ့်တဲ့မှာအပါပါတယ်။အဲလေဘူးတင်တဲ့ဒီတစ်ခေါက်မှာတော်တော်လေးကိုဆိုးရွားပါတယ်။တတော်တတော်ကြီးကိုဆိုးရွားရလို့ပြောလို့ရအဓိကဒါ cancel ပိုင်းမယ်။ဒါကျွန်တော်လက်ရှိဒါလေဘူးတင်တဲ့ဒီနေ့ပွဲတစ်ပွဲလုံးမှာတနာစရာအက ောင်းဆုံးဆိုလို့စူပူတယောက်ကလွှဲနေတော့တသိန်းလုံးမှာဘဒူးမှကိုဒါကျွန်တော်ဘာပြောမှမန်တော့မသိတဲ့အခြေအနေတခုလိုပဲပြောရမယ်တဲ့မှာပါပါတယ်ဒါတော့လက်ရှိမှာဒါကျွန်တော်တစ်ဖက်အသေးဒါကျွန်တော်တို့တောက်စစ်ဒီကိုတောက်လျှောက်တာကိုသမတာမမတက်ရွှေလီအပိုင်လုံးနှလုံးလောက်ပုတ်လိုက်လို့တော်တော်လေးကိုခံသာသွားတာတွေ့ရမယ်လေပမှုတင်ဒီနေ့ပွဲစဉ်မှာတိုက်ဆက်ပိုင်းရမိကွန်းထုတ်စရာဆက်လက်ပြီးများနေခဲ့တယ် ဒါကျွန်တော်တို့အမှန်တည်းပြော Florian Reis ကနေတာမနေ့ရှေ့ပွဲတာ Frankfurt နဲ့ပွဲစဉ်မှာကောင်းခဲ့တဲ့အတွက်ကြောင့်ဒီနေ့ပွဲစဉ်မှာဒါသူ့ရဲ့ movement တွေတစ်ခုများဆက်လက်ပြီး build up လုပ်မလားဆိုကျွန်တော်ဒါမျှော်လင့်ခဲ့တယ်။ Liverpool တင်ကိုဒီနေ့ပွဲစဉ်မှာရှေ့ရှေ့လေးပါပဲ။ဒါကျွန်တော်တို့ Brentford တင်က counter transition နေနဲ့အတူတကယ်ကိုအဓိကဒုက္ခပေးသွားခဲ့တာကိုတွေ့ရမယ်။စောစောစစ်စစ်ပဲဒါကျွန်တော်တို့ set piece လက်ပစ်ဘောကနေပြီးတော့ဒါကျွန်တော်တို့ twin goal တစ်လုံးကိုရသွားခဲ့တာကိုတွေ့ရမယ်။ပြီးရင်လက်ရှိမှာ counter pressing တွေက တစ်စက်ဒါ counter ရှင် Kevin Shaw တွေလုံးဝလွတ်လွတ်ကျွတ်ကျွတ်ကြီးကိုပြေးသွားပြီးရသွားခဲ့တယ်။ဘာတဒီ twin goal ကတကယ်ကိုဒါကျွန်တော် တော့စားပါလေလက်ရှိမှာတော့ကျွန်တော် VAR ပြန်ကြည့်တဲ့အချိန်မှာအမှန်တကယ်တော့ UU သသားမှန်ဖောင်းပါပဲဖောင်းတာတော့ဖောင်းတယ်ရောဆိုခုနကဘုတ်ပဲကစားသမားချက်တော့ကိုသွားရိုက်သူဖြစ်သွားတာဘောတော့ဗန်ဒိုက်ကဒါပေမဲ့ပြန်ပြီးအနေကမပြန်ကြည့်ရတာကျွန်တော် C အတွင်းမှာဖြစ်နေတဲ့အတွက်ကြောင့်မူဒီယာကပန်နတီဖြစ်သွားတယ်ဆိုပြီးပန်နတီကိုပြောင်းလဲပြီးလဲတော့ပြဿနာပြဖောင်းတာကတရားဝင်အကုန်လုံးလက်ခံကြတယ်ဖောင်းတာ UU လက်ခံဒါပေမဲ့အဲ့ဖောင်းကဒါကျွန်တော် C ထဲမှာရှိတယ်ဆိုတော့ဖောင်းမထင်ထားခဲ့ရတဲ့ကြောင့်မူဒီလုံးကပန်နတီပေးခဲ့ရတာဖြစ်တယ်လို့ပြောလို့ရတဲ့မှာပါတယ်ခွန်းတော့ ဖောင်းကဖောင်းကိုမှဒါကျွန်တော်တို့စီးပြစီးတဲ့လုပ်တဲ့ချိန်မှာဒါတိတာသွားငယ်လို့ပြောလို့ရတယ်တမပါအဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်လီဗာပူးသတ်သင်းလုံးမှာဒါကျွန်တော်တိတ်အောင်ယုံခဲ့တာဆိုဘူစလိုင်းတယောက်ပဲရှိတယ်လို့ပြောလို့ရတယ်။ဒါအောင်နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာသူ့ရဲ့ပီပူမူကတဆင်ဆာလာဂူသွင်းသွားခဲ့လို့ဒါကျွန်တော်တို့သူ့ရဲ့ဒါကျွန်တော်ညှစ်ထုတ်မှုကတော်တော်လေးအားသွားခဲ့လို့သိရတယ်တမပါအဲ့တော့ ဒီနေ့တပွဲလုံးမှာဒါကျွန်တော်လစ်ဗာပူးအသင်းအနေနဲ့တော်တော်လေးကိုစိတ်ပြက်စရာကောင်းတဲ့အခြေစွမ်းတွေကိုဆက်လက်ပြီးတွေးဆောင်ခဲ့ရတယ်။လက်ရှိမှာဒီနေ့ပေါ်မှာကာရာကက်စ်ကာဒါကျွန်တော်ဖူဘောက်ကနံပါတ်ကိုသွားမကြည့်နဲ့ဖူဘတ်နဲ့ရလုံးကလက်ရှိမှာတိုက်စစ်ကိုလွန်ကျွန်လိုက်ကမှုကတစင်ဒါကျွန်တော်ခန်စစ်ကဂူဒီပေးခဲ့ရတွေ့ရပဲ။ဒါလက်ရှိဒါကျွန်တော်တို့ပွဲဘူးရာသီချိုခြေစမ်းပွဲစဉ်ကလေးကဒါကျွန်တော်မက်မက်ရ AC Milan နဲ့ပွဲစဉ်ကလေးကအခုချိန်ထိဒါကြီးကိုလက်ရှိမှာအားနည်းဆုံးမပြင်းသေးဘူး။မပြင်းနိုင်သေးတာလေတော်တော်လေးကိုဆိုးရွားရလိမ့်မယ်။အသင်းကဒါရှုံးနေတဲ့အချိန်အတူ လုံးကျော်တာဖူဘက်တွေ overlap လိုက်တဲ့အချိန်မှာဒီအဲ့ overlap ကဒီပေးဆက်မှုတွေကတော်တော်လေးကိုများလာတွေ့ရမယ်။ Kevin Shaw တွေလုံးလို့လက်ရှိမှာ Liverpool အသင်းပေးနေရတာဒါပွဲတိုင်းလူလူပုံစံမျိုးဖြစ်လာခဲ့တယ်။ခြေပွဲမှာဆိုလဲဒါကျွန်တော်မှတ်မဲ့ရ Christensen ကန်သွားတဲ့ပုံစံမျိုးကတော့ကျွန်တော် Kevin Shaw တွေလက်ရှိပြေးထွက်သွားတဲ့ပုံစံမျိုးပဲ။တောက်လျှောက်တာကျွန်တော် Liverpool အသင်းနဲ့ဒီလိုတပုံစံနဲ့ twin goal တွေကိုပေးနေခဲ့ရတာ Carlos Slot ရဲ့ tactical out balance တွေများရှိတယ်။ခန်းစီသားသမားတွေညံ့လာမှိုင်းမဲ့တပုံစံနဲ့ဒါ twin goal တွေပေးနေရပြီဆိုရင်တော့ဒါကစားကွက်ကတခုခုမှားနေတယ်လို့ဆိုလို့ရမယ်တဲ့မှာပါတယ်ဗောနော်။ဒါပေမဲ့ KN2 ကတော့ ှင်းနေပြသူလုံနိုင်တဲ့ပုံစံမျိုးသူလုံနိုင်တဲ့ဘက်ကနေသူအကုန်လှုပ်သွားခဲ့တယ်သူအသင်းကိုသူဘယ်လိုမျိုးတိုးလို့ရမလဲဒါကျွန်တော်ချိုးလို့ရမလဲဆိုတဲ့ပုံစံမျိုးတွေ့ရမယ်အဓိကဦးနာပေါ်သူအနေနဲ့ဆက်ပြီးစီကသူအာသာမှန်းသိတယ်ပြီးရင်သူ့ရဲ့တောင်းပန်တွေကတလှည့်မြန်မှုရှိတယ်လီဗာပူးကရှုံးနေခဲ့မယ်ဆိုဒီတဲ့ပေါ်ရှုံးနေတဲ့အသင်းသင်းအနေနဲ့ ဒါအလွန်ကြုံဖိတယ်ဆိုတော့ကောင်တာ transition ပြန်ချိုးမယ်ဆိုတဲ့ပုံစံမျိုးလုပ်ခဲ့တယ်။တပွဲတိုင်းဒါကြောင့် Liverpool တင်းနေတာပွဲတိုင်းလိုလိုဒီလိုတကုံတပုံစံနဲ့ဂိုးတွေပေးခဲ့ရပြီးနောက်ပိုင်းမှာဒီနေ့ပွဲစဉ်မှာဒီလိုပုံစံမျိုးဂိုးထပ်ပြီးတော့ပေးခဲ့ရတဲ့အနေအထားမှာရှိတယ်။တော်တော်လေးကိုစိတ်ပြက်စရာကောင်းခဲ့တဲ့အနေအထားမှာတော့ Liverpool တင်းရောက်ခဲ့။အဲ့တော့ Liverpool တင်းကလက်ရှိအနေအထားဒါကြောင့် Premier League မှာဒါကြောင့် total 4ပွဲဆက်ရှုံးပွဲတစ်ခုဖြစ်လာခဲ့ပြီးလာမယ့်ပတ်မှာလည်းပွဲချက်တစ်ပွဲအနေနဲ့ Aston Villa အသင်းနဲ့ဆက်လက်ပြီးရင်ဆိုင်ရမှာဖြစ်တဲ့ကြောင့်မို့ Liverpool တင်းတော့တော်တော်လေးကိုဒါကျွန်တော်တို့ဟို စဉ်းစားစရာတခုဖြစ်လာခဲ့ပြီလို့ပြောလို့ရမယ့်အခြေအနေတခုကိုရောက်သွားပြီလို့ကျွန်တော်အနေနဲ့မြင်တယ်။အဲလိုပူးတင်ဘာလဲဘယ်လဲဆိုတော့ဥစားတခုကိုဒါကြောင့်ဆက်လက်ပြီးသွားရမယ်။ပြီးတော့နောက်တစ်ခုလက်ရှိမှာလီဗာပူးတင်တိုက်စစ်ဆာလာနဲ့တွင်းသွားတဲ့တွင်းကိုတခုကလွင်ဒါကြောင့်ဒက်လိုင်းနဲ့ဖြစ်တာကတော်တော်လေးကိုသီးသားလာခဲ့ပြီ။ဒါကစားမိနစ်ကိုကျွန်တော်လက်ရှိဒါ personally အမြင်တခုရပါတော့။ဒါကျွန်တော်တဦးတယောက်တဲ့အမြင်ရဆာလာကိုဒါမိနစ်60အထိထည့်ထားတယ်ဒါကျွန်တော်လက်ရှိဒါနီးပြနေတဲ့ prove point ကဘာကို prove point လောက်ချင်တာလဲ။ဘာကိုဒါကျွန်တော် ပြင်ချင်တာလဲဘာကိုလောက်ချင်တာလဲ။ပြီးတော့လက်ရှိမှာဒါကျွန်တော်နီးပြနေတဲ့ KS ဆိုဆိုစစ်ထည့်ဒါ ါခုနပေါ်စီးရဲဆောက်ဒီနေ့ပေါ်တယ်မဗျာကိုဒီကျွန်တော်ကုကျင်နေနားမယ်နီးပြကိုဒီ gate ပို့ဘာဒီကြိုက်နေမှမသိတဲ့ပြဿနာပဲဒီနေ့ပေါ်တယ်မှာဒါကျွန်တော်တို့လက်ရှိအီဆက်မပါလာနိုင်တာလေဒါကျွန်တော်တို့လေးကိုတည်တည်တသာဖြစ်ခဲ့လို့မြင်တယ်အဲ့တော့အီဆက်ဒါကျွန်တော်သူ့ရဲ့တိုက်စစ်မှုနေရာမှာတည်တည်တသာမပါအဲ့တော့ ခန်းစစ်ကလည်းရှိမှာလီဗာပူးရဲ့ဒီနေ့မှာအဓိက highlight ပြောစရာတစ်ခုဖြစ်လာခဲ့ပြီလီဗာပူးရဲ့လက်ရှိသားကျွန်တော်ခြေစွမ်းနေရကြည့်မယ်ဆိုရင်ဒါပွဲတိုင်းလိုလိုဂိုးပေးခဲ့ Frankfurt နဲ့ပွဲစဉ်တပွဲကလွင်တော့ဒါကျွန်တော်တောက်လျှောက်ဆိုလို့နှစ်ကူးနဲ့ထက်ကြီးပဲတော့ကောက်ပေးလာခဲ့တာတွေ့ရမယ်တိုက်စစ်ပိုင်းလေးကလည်းရှိမှာဒီနေ့ပေါ်တော့မှာဂိုးတွေသွင်းနိုင်တယ်ဆိုပေမဲ့တကယ်တမ်းပြန်ကြည့်မယ်ဆိုရင်လည်းဒါကျွန်တော်တို့ဒါခန်းစစ်ရှုပ်ခန်းစစ်ရောင်းတလောက်တိုက်စစ်ကပြန်မဖာနိုင်ခဲ့တာတော်တော်လေးဟုတ်တာကျွန်တော်အားနေမှုသွားတယ်အဲ့တော့ လက်ရှိမှာလီဗာပူးအသင်းကဘာတွေဘလူဖြစ်နေအကွင်းလယ်ဘက်မှာလက်ရှိမှာအာနီဆိုတော့သူလည်းပြောင်းလဲပြီးသုံးကြည့်တာဒီနေ့ပုံမှန်ကကျွန်တော်လိုချင်ခဲ့တဲ့ကာတစ်ဂျုံဆိုတဲ့ပုံစံမျိုးသူသုံးဖို့အတွက်ကြိုးစားခဲ့တယ်ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်သူထင်တယ်လို့မဖြစ်လာခဲ့ပေနဲ့ဒါကျွန်တော်တော်တော်လေးကိုအားနေသွားခဲ့တာတွေ့ရမယ်တစ်ဖက်ကဒါကျွန်တော်ကွင်းလယ်ဘက်ကိုရှင်ဖို့အတွက်ခက်ခဲခဲ့တယ်တစ်ဖက်ကကွင်းလယ်ကဒါကျွန်တော်ကျွန်တော်ကျွန်တော်တို့ဒါပွဲကြုံမှာ expect လုပ်ထားခဲ့တဲ့အချိန်မှာပဲဒါ technical ရခင်ဗျာသိကြအများကြီးမလို့ dance ကရဲ့ long body spam လို့ဒါဘလောက်ထိယုံဖို့တော့ကောင်းတယ်ပြောတာသိလားကျွန်တော်ပြောသိတာတယ်ဗျလီဗာပူးဒီနေရာမှာအားနေတဲ့ဒါကြီးကိုပဲအဓိကကျွန်တော်ဆွတ်ဆက်ပြီးဖောက် င်မယ်ဆိုတဲ့ပုံစံမျိုးဒါ Brentford ကအသင်ကလုတ်သွားတယ်တစ်ဖက်က Liverpool ကဒီနေ့ပေါ်မှာဒါလေးသာပြင်လိုက်ရင်ဗျဒီနေ့ပေါ်မှာအตาရသွားနေဆိုတာဒါလေးကိုလည်းပြင်ရမလားအဲ့တော့ ခတ်တယ်ဗျာဟုတ်ကောဘာလို့လဲဆက်ပီးစ်ကစောစောစီးစီးဂိုးရသွားခဲ့တာဘရန်ဖို့အတွက်လုံးဝတော့ကျွန်တော်တို့ဟို overwhelming တစ်ခုဖြစ်သွားတယ်လို့ပဲကျွန်တော်အနေနဲ့မြင်တယ်အဲ့ဒါကလက်ရှိဒါကျွန်တော် game changing တစ်ခုဖြစ်သွားခဲ့တဲ့အကြောင်းအရာတစ်ခုများဖြစ်ခဲ့လည်သလားလို့ပဲကျွန်တော်အနေနဲ့ဆွေးနွေးရမယ်တဲ့မှာပါပါတယ်အဲ့တော့မြည်တော့ပင်စိုးစီးကမလီဗာပူးတင်ပါတီပြောင်းလဲဖို့လို့လည်းအကုန်လုံးပါပဲတိုက်စစ်ပိုင်းမှာလက်ရှိမှာဒါကျွန်တော်တို့အစင်မပြေတဲ့အလုံးမဖြစ်တဲ့အရာတွေကိုဒါအရေးရှိကြီးစသုံးနေမို့လို့လက်ရှိမှာပုံမှန်လင်းပြောင်းမယ်ဆိုရင်တဟီကူအဂီတကီကထားပါခုနကဘသူနေသူမျောလင်းချက်လေးနဲ့ဆက်ဆက်သုံးနေတော့ကြောင့်မို့ဆာလာကိုမိနစ်90အပြည့်ထားရဲ့ဥစားလေး ကျွန်တော်ကိုဒီကက်ပူဒါကျွန်တော်တို့လက်ရှိမှာပွဲဦးပေးထွက်တာတွေခီးဆောက်ကိုလက်ရှိမှာဒါတော့ပွဲထွက်ခွင့်ပေးတင်တယ်ဒါကြားရတဲ့မှာဒါကျွန်တော်လက်ရှိမှာ Crystal Palace နဲ့ဒါကျွန်တော်တို့ Liverpool တင်ကသူရဲ့အိမ်ဝင်းမှာဒါကျွန်တော် EFL ပွဲရှိတယ်အဲ့ဒီပွဲစဉ်မှာလူငယ်တွေကိုနေရာပေးဖို့အတွက်ဒါ Arnis လို့ကြိုးစားရမှာလူငယ်တွေကိုနေရာပေးပြီးအဲ့ဒီပွဲစဉ်မှာကောင်းတဲ့လူငယ်တွေကိုလူကြီးအသစ်မှာ သုံးသင့်ဖို့အတွက်လီဗာပူးအများကြီးအများကြီးစူးစမ်းဖို့အတွက်လာလိုအပ်လာပြီလို့ပဲကျွန်တော်အနေနဲ့မြင်တယ်။တစ်ဘက်ကဘရန်ဖို့အသင်းကတော့ရှင်းနေပြလက်ရှိမှာအသင်းကြီးဆိုဒုက္ခပေးထားနိုင်တဲ့ပုံစံမျိုးတိုင်းပဲဆက်လက်ပြီးဒုက္ခပေးနိုင်စေဖြစ်တယ်။သူတို့နေအခုလက်ရှိမှာအသင်းကြီးတွေနဲ့တွေ့တဲ့အချိန်မှာတိတလောက်ကိုပြောရမယ်ဆိုရင်တော့ဒါစီတီတသင်းတဲ့ကိုပဲသူတို့1-0နဲ့ရှုံးခဲ့တာဖြစ်ပြီးတော့ United ကို3-1နဲ့နိုင်တယ်လက်ရှိမှာဒါကျွန်တော်လီဗာပူးအသင်းကို3-2ဆိုတဲ့ရလဒ်နိုင်ခဲ့တယ်။အဲ့တော့ဘရန်ဖို့အသင်းကလက်ရှိမှာ Thomas Rett မရှိလေဒါ Key and Rule လက်ထက်မှာဒါအသင်းကြီးတွေတွေ့ရင်တော့ Pragmatic Approach တွေကိုဆက်လက်ပြီးတွားနေစေဖြစ်တယ်ဆိုတော့ပြောလို့ရမယ်တယ်မှာပါတယ်။အဲ့တော့ဒီနေ့ပုံစံမှာဒါကျွန်တော်ဘာမှ မဒက်ရွေလီအနေနဲ့ဒါကျွန်တော်တို့ပိုကောင်းခဲ့တဲ့ movement တွေရှင်မမဒက်ရွေလီပဲကန်ဆိုးတယ်လို့ပဲပြောအောင်ပေါ့နော်အလစ်ဆဘက်ကရှိတော့ကအဲ့လောက်ဒီဂိုးတွေမပေးရဘူးလို့ခံစားရတဲ့အနေထားမှာရှိဒါမမဒက်ရွေလီရဲ့ရောက်ကဂိုးတွေအများကြီးပေးနေရတယ်မမဒက်ရွေလီလက်ရှိဒီနေ့ပုံမှာဒါကျွန်တော်ကိုင်းကျွမ်ကျွမ်းကိုင်းဖို့ပဲဒါကျွန်တော်တို့ဟိုစားလဲဘယ်လိုဘယ်လို ဆုပ်လဲဆူစားလဲယူဆိုတဲ့ပုံစံမျိုးမာတရှိလေးဖြစ်နေသူနဲ့သူခင်ဗျာလဲပုတ်ပရှာရတာအပိုင်လုံးနှလုံးသားမျိုးကျွန်တော်တွေ့တွေ့ရတာကျွန်တော်လည်းနည်းနည်းအိတ်ပိုင်နေတော့ဒါကျွန်တော်တို့ဟိုနှလုံးသားမျိုးအပိုင်ပို့လိုက်တဲ့ပုံစံမျိုးရှိတယ်အဲ့ပို့လိုက်တဲ့ပုံစံမျိုးသားမဟုတ်ဘူးဆိုရင်တော့ပိုတောင်ဆိုးသွားနိုင်တဲ့အနေအထားတစ်ခုမှရှိသေးတယ်ဗျအဲ့တော့ ပြောချင်တာတော့ဗျလက်ရှိလီဗာပူးသင်းနေနဲ့ဒီနေ့ပွဲစဉ်ကတော်တော်လေးကိုခြားပါတယ်တသိန်းလုံးနေထားရတာပါအမသိပ်ပြီးဟိုဒါအားရစရာမရှိဘူးဒါခုနကပေါ့တပတ်ကဘရန်ဖို့ကဒီတက်ပို့ပြီးတော့ဒါဂိုးတပတ်ကဂိုးသမားသာမကောင်းဆိုဒီတက်ပို့ပြီးတော့ဂိုးပြတ်သွားနိုင်တဲ့နေထားမှာရှိသေးတယ်ဘရန်ဖို့ကအိမ်ဝင်းအသင်းတသိန်းနေနဲ့အိမ်ဝင်းပြပြီးတို့နေအကောင်းဆုံးလုပ်ပြခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်ဒီနေ့ပေါ်မှာဒါကျွန်တော်တို့လီဗာပူးသင်းနေနဲ့ဒါခါတိုင်းလိုဓပြားဟောင်းကြီးလိုပေးနေရတဲ့အတွင်းကိုဒီကိုရှော့ချဘူးလို့ပြီးပွဲတိုင်းလိုလိုတထေရတဲ့ဒပုံစံနဲ့အတွင်းကိုဒီပေးနေရတာဒါကျွန်တော်တို့လက်ရှိမှာဘယ်နဲ့ပွဲဆက်ရှိနေပြီလဲဒီပုံစံမျိုးကြီးက ကိုအာနီစ်တော့အကြီးအကျယ်ပြောင်းလဲပစ်ဖို့လိုပြီးလို့မြင်တယ်။ဒါပေမဲ့ဒီတိုင်းဆိုတော့လက်ရှိမှာလစ်ဗာပူးတင်းကတော့ဒီနှစ်မှာဒါပရီးမီးယားလိတိုက်တယ်ကိုဒါကျွန်တော် ကာကွယ်ဖို့အတွက်တတ်တော်ကြီးကိုခက်ခဲသွားပြီဖြစ်ပါတယ်။အကယ်၍သာလက်ရှိမှာဒါကျွန်တော်တို့ဒါအာစတောတင်းကသူတို့ရဲ့ဒါကျွန်တော်တို့ခရစ်စတယ်ပင်းလစ်စ်နဲ့ပွဲစဉ်သာအနိုင်ရရှိခဲ့မယ်ဆိုရင်တော့2.9မှတ်တီတီကွာဟတော့မှာဖြစ်ပြီးတော့လစ်ဗာပူးတင်းနဲ့လက်ရှိမှာအဆင့်တစ်ကအာစတောကိုပြန်ပြီးလိုက်ဖို့အတွက်တတ်တော်ကြီးကိုခက်ဖို့ခက်ခဲသွားမယ်အနေထားမှာရှိတယ်။ဒီခြေစွမ်းဆိုတော့ပိုခတ်သွားမယ်အနေထားမှာရှိတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုတော့ကိုပြပါဗျ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ debut for you တို့မှာကျင်းလူဆက်ပေါင်းကိုညီလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနိုင်မှာဖြစ်ပါတယ်အားလုံးမကြိုးတို့မှာလည်းကောင်းမွန်တော့နေနေဖြစ်ပါစုံမုံကောင်တောင်းပြီးနေပြန်ကျွန်တော်တို့တွေနောက်မှာပဲ AA CC တွေ့ကြတာပေါ့အားလုံးမကြိုးတို့မှာလည်းမြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနိုင်မှာဖြစ်ပါတယ်အားလုံးမကြိုးတို့မှာလည်းကြောက်တော့ကိုပြပေါင်းပြပါဗျာ